နံပါတ်၁ဖြတ်မှန်တီဟီယန်မှအီရန်ဆိုရကတန်ဆုံတီးပိုင်းကို Freedom Square ကိုယူဆောင်လာပါတယ်အမေရိကန်ပြည်တော်စုနဲ့ဇီယွန်ဝါဒီတို့အပေါ်အောင်ပွဲခံဖို့အတွက်သူတို့ကနိုင်ငံတော်တချင်းအိုအီယန်ကို တိခါခဲ့ကြပါတယ်နံပါတ်၂ဖြတ်မှန်ဝါရှင်တန်မှအမေရိကန်ကာကွယ်ဝန်ကြီးကစမ်းသပ်ပစ်ခတ်မှုဗီဒီယိုဖိုင်ကို ပြသခဲ့ပါတယ်ဖော်ဒေါ်မှာရှိတဲ့အီရန်မြေအောက်နျူကလ িয়ার ဆေးရုံမှာအမေရိကန်တွေအုံပြုခဲ့တဲ့အလားတူလက်နက်ပါ ဗီဒီယိုဖိုင်မှာအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုချိန်မုံပစ်ခြင်းဒါမှမဟုတ်ဖျက်ဆီးပစ်ခြင်းဆိုတဲ့ဗီဒီယိုဖိုင်ကို ပြသခဲ့ပါတယ်အဖြစ်မှန်နံပါတ်2ကိုပြန်သွားရအောင်တပတ်ကျော်တိတ်ဆိတ်ပြေးတဲ့နောက်မှာယနေ့ဘန်ကာတွင်းမှာရှိနေတဲ့အီရန်ရဲ့ထိတ်တန့်ခေါင်းဆောင်ကနှုတ်ဆက်နေခဲ့ပါတယ်အောင်ဘွဲခန့်ကြောင်းသူကြေညာခဲ့ပါတယ်သူကပြောလဲဆိုတော့ဇီယွန်ဝါဒီဆိုရကအထုရောင်အောင်ဘွဲရလို့ပြည်သူတွေကိုဂုံပြူပါတယ်ပထမ ဆူဆူညံ့ညံ့ပြောဆိုမှုတွေအားလုံးကြားမှာဇီယွန်ဝါဒီအစိုးရဟာအစ္စလာမ်တမရနိုင်ငံရဲ့ထိုးနှက်ချက်အောက်မှာဒူးထောက်လုနေနေဖြစ်ခဲ့ပါပြီ။ဒုတိယအနေနဲ့ကတော့အမေရိကန်အစိုးရကိုအောင်ပွဲခံခဲ့တဲ့အတွက်ငါတို့ချေရတဲ့အီရန်ကိုဂုဏ်ပြုပါတယ်လို့သူကပြောပါတယ်။ဒီနေ့နမနိအဖြစ်မှာကိုပြန်သွားရအောင်ဝါရှင်တန်မှာတည်င်းထောက်များဟာတမရထွန်ရဲ့ဖြစ်ရတွေကိုစိန်ခေါ်ဖို့အတွက်အမှန်တကယ်ခွင့်မရကြပါဘူးတည်င်းစားဆရာတွေကဖိလိုက်တယ်လို့သူတို့ပြောပါတယ် သူကပြောရဲဆိုတော့ခင်ဗျားတို့ဇာနယ်စင်အဖွဲ့တွေကထရန့်ကို ပြပြတထန်အားပေးတယ်အဲ့ဒါကမင်းရဲ့ DNA ထဲမှာမင်းရဲ့သွေးတွေလို့ပါပဲတဲ့မင်းသူ့ကိုစိုးစိုးဝါးချက်ဆုံးစင်စင်တို့ဒီတိုက်ပွဲတွေရဲ့အောင်မြင်မှုကိုမင်းတန်ကြာရှိတာတဲ့အဲ့ဒါတွေကမထီရောက်ဘူးလို့မင်းမျှော်လင့်ထားရမယ်လို့သူပြောသွားတယ်စောပိုင်းဂျူရူတပ်ပုံတွေကအီရန်ရဲ့နျူကလ িয়ার စိုက်တွေကိုကြီးမားစွာဖျက်ဆီးစေချောင်ပြတ်တက်ခဲ့ပါတယ်ဒါပေမဲ့တမနာထရန့်ရဲ့ချင်းမုံချင်းဟူတဲ့စကလုံးကိုအသုံးပြုခြင်းဟာတင်ယုံတင်ချီမ ယုံနိုင်သမျှယုံနိုင်မယ်ဒါပေမဲ့အဲ့ဒါကရုပ်ပိုင်းဆိုင်ရာအမှန်တရားတစ်ခုဖြစ်တယ်ပြီးတော့အဲ့ဒီအချက်တွေကိုအတည်ပြုနေစေဖြစ်ပါတယ်ဟုတ်ပါတယ်ဒီပစ္စည်းတွေတဲ့ဆောင်းအတွင်းနဲ့ဆိုရင်အီရန်ဟာသူ့ရဲ့နျူကလ িয়ার စီစဉ်ကိုအရင်ကလိုအရှိန်ဟုန်နဲ့ဆက်လိုက်လှုံ့ဆော်မှုအခုချိန်မှာပိုခက်ခဲတာပါလိမ့်မယ်ဒါပေမဲ့သမရကချင်းမုံရေးဟူတဲ့စကလုံးကိုအသုံးပြုခြင်းကစစ်ရေးရမန်းချက်ပြေဝပြင်းမြောက်သွားပြီလို့အတိပဲရတယ်ဒါဟာရမန်းချက်တက်တက်မဟုတ်ပဲရမန်းချက်နဲ့တိုင်းတာဖို့ခက်ခဲပါတယ် လေလာသွန်းသားသူတွေကလည်းမြေပြင်မှာမြင်နိုင်တဲ့အရာကိုပဲအယုံစိုက်ကြပါတယ်။ဒီချိန်တည်းမှာပဲတီဟီယာမှာလူတွေကဣဇွေရဲ့တိုက်ခတ်မှုကြောင့်ပျက်စီးသွားတဲ့ပျက်စီးမှုတွေကိုပြုပြင်ဖို့စူးစမ်းနေကြပါပြီ။လူတော်တော်များကခေါင်းဆောင်ကြီးရဲ့အောင်ပွဲခံချက်ကိုမင်းကိုထုတ်ကြပါတယ်။အားပြော့ပြီးအရှက်ရရှိတဲ့အစ္စလမ်တမန်နိုင်ငံနေဖြင့်၎င်းရဲ့ထိန်ချုပ်မှုကို ပြန်လည်အခိုင်အမာကြိုးပမ်းနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။သူဘေကင်ဘိုးအတွက်အင်တာဗျူးထားတဲ့မျိုးသားတယောက်ရဲ့နာမည်ကိုမဖော်ပြချင်ပါဘူး။သူကပြောလဲဆိုတော့ ငါအတွက်ဒါဟာရေးစရာပါပဲတဲ့ဒီအတိတ်ဘက်ကိုတကယ်ယုံကြည်တဲ့ဒီနိုင်ငံမှာတရားရောက်ရှိတယ်လားပြန်တမ်းဖို့ Israel ကွန်ပျူတာရမယ်အဲ့ဒါကအောင်ပွဲလို့ခေါ်တာလား Israel အတွက်စုံနေမှုဆိုတာဘယ်လိုလဲ Israel အတွက်စုံနေမှုကိုလေးလေးနဲ့ပြောတာကဟာသပါတနေ့မှသူတို့ကမဟန်စန်တီကိုတင်းကြိုကြပါတယ်သူက Israel ကိုပြင်မထားတဲ့တောင်မှုများတဲ့ကတယောက်မဟုတ်ပါဘူးသူကတာမန်စစ်မှုမထမ်းမနေရလူငယ်တူပါ ြည်ပခမှာသူတည်ဆုံသွားပါတယ်စစ်တိုက်ဖြစ်ပေါ်နေတဲ့ရေးစုံမှုတွေနဲ့တံပြန်ရေးစုံမှုတွေကြားမှာဒါတွေကတော့ညင်းမရတဲ့အမှန်တရားတစ်ခုပါလူငယ်တွေတည်ဆုံနေကြပါတယ်စစ်ပွဲတစ်ခုကပြဿနာတစ်ခုကိုပြင်ဆင်နိုင်ရင်တော့မှနောက်တစ်ခုကိုဖန်တီးလေးရှိပါတယ်